ို့ညာပြိသက်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခါဖတ်ပြပေးတော့မှာကတော့ဆိုင်းဆရာမကျူရေးသားထားတဲ့နိုင်ငံဤအခြားတစ်ဖက်ဝတ္ထုဇာတ်လမ်းပဲဖြစ်ပါရဲ့ရှင်။ဒီကနေ့ဖတ်ပြပေးတော့မှာကတော့အခန်း၁ပဲဖြစ်ပါရဲ့။ညသည်ပင်လယ်ပြင်ပေါ်တွင်အလှပဆုံးဖြစ်သည် ောက်တစ်ချိန်ပြန်ကြည့်မိတော့အခါရင်လဲမြင်ကွင်းကအနှဲငယ်များမပြောင်းလဲပါအနှဲငယ်ထူးဆန်းတဲ့အောင်ထင်ရတော့လေမြင်တွေ့နေကြအမြင်ဝင်မျိုးသားဖြစ်သည်အီတချိန်တွင်တော့မိန်းကလေးသည်အကြာကြီးငယ်မော်နေမိသည်အမျိုးသမီးသည်စောစောကပုံစံအတိုင်းသူမကိုနောက်ကျောပေး၍ငြိမ်သက်စွာရင်နေသည်ပဝင်းချင်းတစ်ခုလုံးသည်စက်ခုံမောင်းတမ်းမှအပငြိမ်သက်လျက်ရှိသည်တမောကြီးတစ်ခုလုံးတွင် အသက်ဝင်နေသူမှသူမတို့နှစ်ယောက်သာရှိနေသလိုထင်ရသည် ကုန်းပတ်ပေါ်မှာတော့လေသည်ရိမ့်တိုက်ခတ်နေသည် အမျိုးသမီးလည်းပင်မှာပတ်ထားသောရှော့ဆောင်သည် လေအဝိတွင်တစ်ဖြက်ဖြက်လွင့်ပါလျက်ရှိသည် အမျိုးသမီး၏ရှေ့ဘက်စီမှာတော့ပင်လယ်ပြင်သည်လယောင်မုံမုံအနောက်တွင်အဆုံးမရှိ ကျက်ပြန့်လှသည်ပင်လယ်ရင်၏ငြိမ်သက်အေးဆပ်မှုပင်လယ်လေ၏အေးမြလန်းဆန်မှုသည်ဤအိတ်ခမ်းကလေးတဲ့သို့ဘယ်တော့မှရောက်မလာခဲ့ပါ မိန်းကလေးသည်အိတ်ဆင်ပေါ်မှကိုတစောင်းလဲလျောင်းရင်းမောရာကထားထိုင်လေသည်ပရင်ပေါင်မှန်ဝိုင်းကိုပို့၍ကြဲကြဲဖွင့်ရန်တန်တန်ပေါင်ကိုလက်လန်းကင်လိုက်သည်ပရင်ပေါင်ပေါင်အဝိုင်းအိတ်ဆက်သောထိတွေ့မှုကြောင့်အိတ်ချင်မှုတို့ရီဝေမှုများချက်ချင်းပျောက်ကွဲသွားသည်ခဏအတွင်းမှာပင်မိန်းကလေးသည်အပေါ်ထက်အိတ်ဆင်မှတိတ်ဆိတ်စွာဆင်းလိုက်မိတော်သည် အောက်ကအိတ်ဆင်နှင့်ဟိုဘက်ဘေးကအိတ်ဆင်နှစ်ထပ်လုံးတွင်သူမ၏တငယ်ချင်းများအိမ်မောကြနေကြသည်သူမသည်အိတ်ခန်းတကားကိုအသက်မမြည်အောင်ဆွဲဖွင်းပြီးဧကန်းချန်ထိုမှတဆင့်စားတောက်ခန်းရှိမှဖြတ်ကာတင်မောကုန်းပတ်သို့ထွက်ခွာခဲ့သည်သူမသည်ကုန်းပတ်တွင်အိပ်ပျော်နေသောရိုးရိုးရန်ခရီးသည်အုပ်စုများကိုရှောင်ရှားလျက်လာရောင်ကို အလှပဆုံးမြင်နိုင်မည့်နေရာအထိရှောက်သွားနေသည် ထိုနေရာတွင်ဆော့ဆော့ကအမျိုးသမီးရှိနေသည်လာရောက်သည်ညင်သက်စွာမတည့်ရက်နေသောထိုအမျိုးသမီးခိုးပေါ်သို့ဖြာချလျက်ရှိသည် January ဆောင်းလီအေးမြလန်းဆက်မှုကြောင့်မင်းကလေးသည် နေရာရင်ရက်ကပင်လယ်ပြင်ကိုငုံကြည့်ပျော်ရွှင်သွားသည်။ကြည်စံဘလောက်လှလိုက်တဲ့မြင်ကွင်းလဲ။လာရောက်ဤတောက်ပမှုသည်ငွေရောင်လှိုင်းများဖြစ်ပေါ်စေလျက်ရှိသည်။ ဖွာကနေလွင့်စင်လာသောရေဆက်ရေမှုန်များသည်လအီအေးမြမှုကိုပုံ၍အားဖြည့်ပေးသလိုရှိသည်ယခုအခါမိန်းကလေးသည် အမျိုးသမီးကိုဘေးတိုက်အနေအထားဖြင့်မြင်ရသည်အနာရက်တိတ်မထင်ရှားသောပုံတူပကြီးကားဟောင်းတစ်ချက်ကိုကြည့်ရသလိုပဲခမိုင်းမိုင်းပိန်ပိန်တွတ်တွယ်ငင်ငင်တက်တက်လှူရှားသောအရာဟု၍လယ်ဘေးမှရှောဆောင်အနားစကလေးများသာရှိသည်ပါလက်သောဆောင်းကလေးသည် လေးအရှိန်ချောင်း လွင့်ပါလှစိမ့်စိမ့်ပြေလျှောနေသည်ကိုထုံမိမသိဟန်မတူပါ။အင်းဘာရီမြားဒီလောက်ငင်းနေပါလေ။သူမကြည့်နေရစီတို့လှမ်းကြည့်လိုက်ပြန်တော့လိုင်အောင်မှိန်ပြပြအောင်မှမိုးကုတ်ဆဝိုင်းတဝိုက်ကိုမထင်မရှားမြင်ရသည် အမောင်တို့အောက်မှကောင်းကင်နှင့်ရေပြင်ကြားချနာသောမြင်းချောင်းသည်လိုင်အောင်ကြောင့်တော့မလင်းလက်မထင်ရှားနိုင်ပါထိုအချိန်မှာထူးဆန်းသောအဖြစ်အပျက်များစတင်ခဲ့၏ အမျိုးသမီးပခုံးတက်မှာရှော့ဆောင်ကလေးသည်နောက်ဆုံးအချိန်လှုပ်ခါလွန်လူးပြီးနောက်လေထဲတွင်လွင်ပါလာသည်ဟာမင်းကလေးသည်လှုပ်ခနဲအတန်ထွက်ပြီးရှော့ဆောင်ကိုလိုက်ဖမ်းပေးရန်ကြိုးစားသေးသည်သို့သောအဝိဆာကလေးမှာသူမနှင့်တော်တော်ဝဝေးမှဖြက်လျက်တမော့အောက်ဖက်ပင်လယ်ပြင်ထဲသို့ကျာသွားသည်သူမနှမျောတတစွာငုံချီလိုက်ပြီးနောက်အမျိုးသမီးစီတို့လှမ်းကြည့်လိုက်ပြန်သည်ပထမဆုံးအချိန်ထုံမင်းမလှုပ်ရှားလာသည် လျှောဆောင်ကြသွားသော ရေပြင်စီတစ်ချက်ငုံချလိုက်ပြီးမှ မင်းကလေးဘက်သို့လှည့်ကြည့်သည်ပကြီကားမျက်နှာပြင်မှုံဝဝသည်တဖြည်းဖြည်းပြင်ပြလာသည် အမျိုးသမီးသည် သူမရှိကားသို့တဖြည်းဖြည်းလျှောက်လာသည်ထုံမိမ၏မျက်လုံးအစုံမှာတဖြက်ဖြက်တောက်ပသောရေလိုင်းများ၏အယောင်အတိုင်းဖြစ်သည်ထုံမျက်လုံးများသည်မင်းကလေး၏တကူလုံးကို အမောင်တွင်းမှပင်ဖောက်ထွင်းကြည့်ရှုလျက်ရှိသည်သူမဗျုံးကနေစိုးရိမ်စေဖြင့်နောက်သို့တလန်းဆောင်ရန်ပြင်လိုက်သည် ဲ့မပြောဘူးလားတမီးနူးညံ့ထိုးတိတ်သောအတန်ကြောင့်ကြောက်ရွံ့ဆိုးထိတ်စိတ်များကွယ်ပြောက်ကခေါင်းငိတ်ပြလိုက်သည်အမျိုးသမီးဤကျဲ့ပြန့်သောနှစ်ဖူးပြင်မှလှရောင်ကြောင့်အယောင်လနေသည် အထူးခြားဆုံးမှာနှာခေါင်းဖြစ်သည်နှာခေါင်းသည်ရှေလျားသွေးတိမ်လွန်သောကြောင့်နှာခမ်းစီထိလို့မတက်ဖြစ်သည်သို့သောအဖျားလုံးချွန်သောကြောင့်လှပနေသည်အမျိုးသမီးအသက်ကိုခံမရခတ်တော့လဲ22နှစ်အရွယ်မိန်းကလေးကို သမီးခေါ်ရလာအောင် ကြည်ရင်ဟန်မတူပါ အဖော်ရီပါရဲ့လားဟွန်းအော်ဒီသမောပေါ်မှာတော့ပါရဲ့လေသူတို့ခန်းထဲမှာအိတ်နေကြတယ်အမျိုးသမီးဆော့ဆော့ကရက်နေတော့နေရာတက်တယ်မှာရှိနေတော့အခန်းကိုသူမညွှန်ပြလိုက်သည်အမျိုးသမီးကခဏလှစ်ကြည့်ပြီးနောက်မိန်းကလေးပဲသူ့အပြန်လှည့်သည်ညိုစိမ့်စိမ့်တွေ့လျာသောမျက်နှာမြင်သည်အေးချမ်းလာသောကြောင့်သူမထိုအမျိုးသမီးကိုခင်မင်စိတ်ဖြင့်ပြုံးပြလိုက်မိသည် အမျိုးသမီးကပြန်ပြုံးမပြပဲမိန်းကလေးကိုဆူဆိုက်ကြည့်နေလေသည်ဆွဲကောင်းမဲ့မိန်းကလေးပဲသမီးကခေါင်းမတက်သလားဟွန်းဟွန်းသူမအနေငယ်ရေမောစွာခေါင်းခါရံပြလိုက်သည်ထိုအခါမျိုးသမီးကပြုံးသည်စိတ်ချခံရလားဟွန်းဟွန်းอืมငယ်တော့ငယ်သေးရဲ့ဒါမဲ့စ조사ကြည့်ပါသမီးသမီးဘဝမှာအခက်ခဲတွေဆုံးရှုံးမှုတွေအများကြီးတွေ့ရလိမ့်မယ်စိတ်ချခံမှဆုံးရှုံးမှုတန်ကိုခံနိုင်မယ်စိတ်ကိုငြိမ်းချမ်းအောင်လုပ်နိုင်တဲ့အကောင်းဆုံးလေးတစ်ခုရှိတယ် အဲ့ဒါဝိပဿနာပဲဖះရေဝိပဿနာသူမအနေငယ်အတန်ထွက်အောင်ရင်လိုက်မိသည်မိမိတော်ဝိပဿနာဆိုတဲ့စကားလုံးကိုတနစ်နေလို့တခါမပြောဘူးပါဘူးဒီအန်ဒီကမမေ့လောက်လဲအသက်ကြီးပုံမရပါဘူးဝိပဿနာဆိုတာအသက်အရွယ်မရွေးစူးစမ်းလို့ရတဲ့အလုပ်တစ်ခုပဲသမီးရဲ့စိတ်တည်ငြိမ်အောင်အာယုံစုဆိုင်မှုကောင်းသွားပြီငါဘာဖြစ်လို့များဆက်ဆော်ပြီးဒီဘက်ထွက်လာမိပါလိမ့်သူမစိတ်ပြက်လက်ပြက်ဖြစ်သွားမှုကိုမျက်နာမှာ မပေါ်အောင်ဘလို့မှမထိန်ချုံနိုင်ပါအမျိုးသမီးကစကားဖြတ်လျက်သူမအောင်ရေမောနေသည်စက္ကန့်ပေါင်းများစွာကြာသွားသည်မိန်းကလေးသည်အိတ်ခန်းစီသို့ပြန်သွားရင်မကြာခဏစိတ်ကူးမိလျက်နေရာမှမရွေ့သေးပဲရှိနေသည်အခုနေစကားဖြတ်တုံထွက်မှဖြစ်မယ်မဟုတ်ရင်ငါ့ကိုတရားထိုင်နေရပါရင်များတင်ပေးနေဦးမှာလားမသိပါဘူးသို့သောသူမလှည့်မထက်မိပါသမီးရဲ့တက်က18နှစ်လား22နှစ်လား မင်းကလေးသည်ရှစ်တတဲမှအထူးဆန်းသောအမျိုးသမီးကိုပထမဦးဆုံးအကြိမ်တအံ့တအောငင်းမော်မိသွားသည်22နှစ်ပါအနီးထိုအမျိုးသမီးသည် သူမ၏လက်ကိုဆန့်ထုတ်လျက်တမောလျံပေါ်မှ မင်းကလေး၏လက်ကိုဆုပ်ကိုင်းလိုက်သည်နူးညံ့ပွနွေးသောလက်များ၏ထိတွေ့မှုသည်မင်းကလေး၏ကိုယ်ခန္ဓာရဲ့အထိစိတ်ဝင်လာသည်ကိုမင်းကိုပြောစရာစကားတွေရှိနေမဖြစ်နိုင်ဘူးကျမတို့သိမှမသိကြပဲ ိန်းကလေးသည်အတန်တိတ်စွာညံ့ပက်လျက်စိတ်ငြင်းညူးစွာတစ်ချက်ရဲလိုက်သည်အမျိုးသမီးသည်မိန်းကလေး၏ရည်တံကြောင့်အနောက်အရှံဖြစ်မသွားပါမင်းတနည်းလားသမီးလားစနေသမီးလားကိုအမှန်ကိုသိရမှဖြစ်မယ်ဘာတက်လဲလှုပ်ခနဲမေးပြီးမှတအံ့တောခေါင်းညိတ်ကားဖြစ်လိုက်သည်စနေသမီးပါထိုနောက်အမျိုးသမီးကမင်းကလေးကိုစစ်စစ်ကြည့်ကအတန်တိုးတိုးဖြင့်ခက်ဖြည်းဖြည်းစကားပြောလေသည်။နားထောင်စမ်းမင်းခုခရီးရပြန်လို့အိမ်ရောက်တဲ့အခါမိသားစုတွေက အသက်ငယ်ငယ်အမျိုးသားတယောက်မင်းတို့နဲ့ခွဲခွာပြီးဝေးလံတဲ့ဒေသတစ်ခုတိုင်းတစ်ပါးကိုခရီးထွက်ဖို့ရှိနေတယ်။သူမကဖြစ်ကနေအံ့ဩတွေ့ဝေးသွားတယ်။သူမ၏အကိုနိုင်ငံရဲ့ခြားသို့သွားရင်အားလုံးစီစဉ်နေတာတော့အမှန်ပဲ။ဒါဖြင့်တိတ်မကြခင်သွားမှာတိတ်ကြနေတာပေါ့။ဘာလဲဒီအမျိုးသမီးကဘီရင်ဆရာမလား။သောသောသူမ၏အံ့ဩစိတ်ကလေးကိုအယားယာအပေါ်အစိုးမြင်စိတ်ကလွှမ်းမိုးသွားသည်။အင်းအခုမြန်မာနိုင်ငံမှာအိမ်တိုင်းကငယ်ရယ်အမျိုးသားတိုင်းနိုင်ငံရေးချခရီးထွက်ပြီးအလုပ်လုပ်နေကြရပါပဲ အဲ့ဒါဘသူ့အတွက်မဆိုရေမှုရအမှန်တရားပဲလေဒီနည်းကတမားခုံပြဖို့အကောင်းဆုံးနည်းပဲအန်ဒီရဲ့သူမတရော်တော်တော်ချိတ်ပြောင်းလိုက်လေသည်သူဟာအဲ့ဒီတိုင်းတစ်ပါးမှာပဲအပီးပိုင်နေသွားလိမ့်မယ်ဒီကိုပြန်မလာဘူးအဖြစ်နိုင်တာသူမ၏အကိုသည်မိဘနှင့်တအူးသေးသောညီမကိုအလိုချစ်ခင်တွေ့တာသူဖြစ်ပါသည်သူမမျက်မှောင်နဲ့နဲ့တွန်လာသည် မင်းအသက်22နှစ်မှာနောက်တစ်နှစ်အကြာမှာကိုမြင်ရသလောက်တော့မိုးရေကနေတဲ့အချိန်မိုးတက်တဲမှာတင်ញိုင်ကုန်းတစ်ခုရဲ့ခုတစ်ခုပဲမှာမင်းကိုမြင်နေရတယ်။မင်းရဲ့မိသားစုတွေကအသက်ကြီးကြီးအမျိုးသားကြီးတယောက်မင်းအသက်22နှစ်မှာတည်ဆုံးလိမ့်မယ်။ဖေဖေသူမတို့ကလုံးချက်သိမ်းဖြန်းကနေထားသွားလေသည်။အမျိုးသမီးကိုင်းထားသောလက်များကိုရောင်ရမ်း၍ရုပ်သိမ်းလိုက်မိသည်။ဟွန်းဟွန်းမယုံနဲ့။သမီးအသက်23နှစ်မှာအိမ်အောင်ကြလိမ့်မယ်။ မင်းပေးမှာအမျိုးသားတယောက်ကိုမြင်တယ်ဆောဆောကကြောက်ရွံ့စိတ်များချက်ချင်းလင်းဆွဲသွားအောင်ရေစရာကောင်းသောဟာတာတစ်ခုဖြစ်သွားသည်သူမသည်အကိုရောက်ပြီးသောအခါနိုင်ငံရဲ့ခြားသို့သူမပါလိုက်ပါသွားရန်စိတ်ကူးလျက်ရှိသည်သူမ၏အနာဂတ်ကိုနှောက်ရှက်မိမိသည့်ကိစ္စကိုမှသူမစိတ်မဝင်စားပါ။ယောက်ျားကလေးများနဲ့လည်းရင်းနှီးခဲ့ခြင်းမရှိပါ။အဲ့ဒီအိမ်တော်ဖတ်ဟာမင်းထက်အသက်တော်တော်ကြီးလိမ့်မယ်။ဟွန်းမင်းကလေးသည်စိတ်မှတ်မဲ့စွာနှာခေါင်းရှုံလိုက်မိသည်။ဖြစ်မှာဖြစ်ရလေ နောက်ပြီးမင်းနောင်ဘက်ကလူပြောမဟုတ်ဘူးမုံဆိုးဘူးဟုတ်တယ်မုံဆိုးဖို့တယောက်ပဲအလိုလေသူမပခုံးမတိမသားကြဝင်သွားသည်ဘလို့ကြီးပါလေသူကြောင့်မင်းပျော်ရွှင်ရလိမ့်မယ်ဖះရည်အသက်ကြီးကြီးမုံဆိုးဖို့ကြီးနဲ့အိမ်တော်ကြမယ်သူမဘဝရင်ပျော်ရွှင်ရလိမ့်အောင်မယ်သူမရဲချင်သွားပါသည်ဒါပေမဲ့သူကြောင့်ပဲမင်းစိတ်ဆင်းရဲရလိမ့်မယ် အမျိုးသမီးအယောင်လက်တော်မျက်လုံးများသည်မိန်းကလေးကိုခနာကိုကိုဖောက်ထွင်းပြီးနောက်ဖက်သို့လှမ်းကြည့်နေသလိုခံစားနေရသည်တတိထားပါသမီးသမီးအသက်24နှစ်မှာသမီးဆူဆူဝါဝါဝေဒနာတစ်ခုခံစားရလိမ့်မယ်သမီးတရဏဂုံသုံးပါအောင်မမင်းနဲ့ကျမကြီးဂေယူဆိုင်24နှစ်ဟာမင်းအတွက်ကံအဆိုးဆုံးနှစ်ပဲသူမတိတိသာသာပခုံးတွန်းလိုက်မိသည်သမီးနောက်မှာအမောင်ရင်ကြီးမြင်ရတယ်အဲ့ဒါကံမကောင်းတဲ့နမိတ်ပဲမင်းဝိပဿနာကိုအားထုတ်ပါ လာပြန်ပြီးဝိပဿနာနောက်၃နှစ်အကြာမှာမင်းတို့မိသားစုတွေကအသက်ကြီးကြီးအမျိုးသမီးอืมမင်းရဲ့မိခင်ဟာပင်လယ်ချားပြီးဝေးလံတဲ့တိုင်းတစ်ပါးကိုတယောက်ထိတ်ခိသွားလိမ့်မယ်ဟမ်ကျမမပါရင်းနဲ့ဟုတ်လားသူမလှုပ်ခနဲ့မေးလိုက်တော့အခါအမျိုးသမီးကမျက်နှာလွှဲလျက်ရေပြင်ကိုငုံကြည့်နေသည်အဲ့ဒီခိုင်းမှာမင်းမပါဘူးဘာဖြစ်လို့လဲဆိုတော့ ဒါလည်းမဖြစ်နိုင်ပါမိမိကသာမိခင်ဖခင်ကိုချမ်းရင်းလျက်ခရီးဝေးထွက်ရန်စိတ်ကူးနေခဲ့တော့လေမိမိကတော့တမိမပါပဲမိသည့်ခရီးကိုမှတောက်ရောက်နိုင်မည်မဟုတ်ပါမင်းခန္ဓာကိုယ်ပေါ်ကအမှောင်ရိပ်ကိုဖယ်ဖို့ကြိုးစားပါဘာလဲအမှောင်ရိပ်ဆိုတာအမျိုးသမီးကအဖြစ်ကနေလက်ကြည့်သည်အမှောင်ရိပ်ဆိုတာကန်ဆိုးမှုမှောင်ပေါ့တေးချင်းတရားဒါမှမဟုတ်ဘေးရနေအာတော့တေးလိုက်အတိတ်ပဲမရှိရဘူးလာပြောမနေနဲ့မိန်းကလေးတွေ တတိကံလုံသူပမာရှေ့တတဲကအမျိုးသမီးကိုဒေါသတကြီးစိုက်ကြည့်နေတော့သည် ဆော့ဆော့ကချစ်ခင်နှစ်သက်ဖွယ်မျက်နှာပြင်သည် အခုအခါမုံတီခါတိပွဲရာမျက်နှာပြင်ဖြစ်သွားသည် သူမခြာကနေလက်ထွက်လာခဲ့သည်ကြာမြင့်စွာစောင့်ကြည့်နေခဲ့ပုံရသောရဲမျိုးရိတ်တန်းသည့်မျက်လုံးတက်တောက်များကိုခဏသာစိုက်ကြည့်လိုက်ပြီးနောက်ချက်ချင်းမျက်နှာလွှဲပြစ်လိုက်၏နောက်ခင်သောကောင်တာစီရိတ်ဤခက်ကြက်ကြက်အခေါ်တန်းကြောင့် နှောင်းဖြက်လက်စွာထ ਾਇ ရလိုက်လေသည်လက်တစ်ဖက်မြောက်ပြားကမိမိရှိနေကြောင်းအတိပေးလျက်ကောင်တာနံပါတ်2ခုစီတို့ခတ်တတ်အလျှောက်သွားသည့်နှောင်းကိုအခန်းထဲရှိလူအလုံးလှမ်းကြည့်နေကြမည်ဖြစ်ကြောင်းလောင်းခဲ့ပါသည်ခါစီတွင်ကပတ်ပြားအကြီးကြီးဖြင့်ထိန်ပြီးအချိုးကျကျတစ်ဖက်သက်တွန့်ခေါက်၍ချုပ်ထားသောကြောင့်ခါအောက်သို့လှပစွာဝဲသွားသည့်နက်ပြားရောင်စကက်သည်ဒူးစစ်အောက်ဘက်နားထိရှင်လျာနေသည် စကတ်အောင်မှဝင်းညင်နုနုကလေးများဖြင့်ဖြူဝင်းပြေလျောသောခြေတလုံးကလေးတွေကိုသူလဲစိုက်ကြည့်နေမှာပဲဟုငောင်းသိသည်အဖြူဆွဆွရှဲအင်းကြီးလက်ရှိကိုစကတ်ထဲထဲပြီးခါးစည်းတွင်မတိမတာပြန်ခွာထားသောကြောင့်အဖြူနှင့်နက်ပြာရောင်၏လှပထင်ရှားစွာတက်ဖက်မှုဖြင့်တည်ရနေလေသည်။လက်ဘင်းထိစိတ်ပိတ်ထားသောကော်လာ၏အနောက်တွင်နက်ပြာရောင်ဖွဲ့ပွင့်ကလေးကိုတထားသောနှောင်းသည်အရွယ်မရောက်သေးသောကလေးမလေးတယောက်၏ နှုတ်နယ်ငယ်ရွယ်မှုမျိုးဖြင့်ဝင်ကြားစာမျက်နှာမော်လျက်ရှိပါသည်ကောင်တာပေါ်တွင်ချထားသောကက်ဆက်ကိုဘူးကိုသူမ၏ရှေ့မောက်တွင်ပင်ဓာဖြင့်ခွဲယူဖွင့်လိုက်သည်ထိုအချိန်မှပင်နှောင်း၏နောက်ဖက်ကြကြဘင်းနေရာလွတ်သို့တစုံတယောက်ကဲ့၍ရလာသည်နှောင်းထက်အရက်အနေငယ်မြင်ပါသည်နှောင်းလည်းမကြည့်ပေမဲ့ဆော့ဆော့အကောင်လေးပဲဖြစ်ရမည်ဟုသိမိသားကောင်ကလေး၏တီရှပ်အဝါရောင်ကိုရောမျက်စိတောက်မှရိတ်ခနဲမြင်လိုက်ရသည် နှောင်းစိတ်အထင်တော့နှောင်းရဲ့အင်ဂျင်နဲ့သူ့ရဲ့အင်ဂျင်မှာထိကပ်နေသလိုပါပဲ။ကီမိုနိုကငားတယ်နော်။ဒီမှာဟုတ်လား။ကောင်တာစီရဲ့အတန်းကြောင့်နှောင်းခေါင်းငိမ့်ပြလိုက်သည်။အကောက်ခွန်အရာရှိကပါဆယ်ဘူးရဲရာပစ္စည်းများကိုတခိုချင်းဆွဲထုတ်စရင်ပြုစုနေလေသည်။ပလတ်စတစ်အကြည်စားထက်မှာဟောက်ထွေးမြင်နေရသည့်ဂျပန်ရိုးရာကီမိုနိုဝတ်စုံဖြင့်ဂျပန်မှရုပ်ကလေးကပြုံးစေးစေးချစ်စရာကလေး။ နှောင်းလုတ်ခနေပျော်ရှင်စင်းဖြင့်ပြုံးရယ်လိုက်ပြီးတော့အကောက်ခွန်အရာရှိကအယုတ်ထဲသည့်ဘူးကိုဟိုဘက်ဒီဘက်လှန်လို့ကြည့်နေရမှပါဇက်ပိတ်ပြုံးနေသည်မဆန်ထဲတဲ့တရေအိတ်ကအကြီးတစ်ခုအသေးတစ်ခုနော်သူမခေါင်းကိုနှစ်ချက်ညှိလိုက်လေသည်နှောင်းထန်ရေးသောစာထဲမှာကိုကိုကပစ္စည်းစရင်ရေးပေးပြီးသားလူစရင်ကိုနှောင်းအလွတ်ကြက်ထားခဲ့ပါသည်စာအုပ်တွေကိုဟိုဘက်စာကြည့်တဲ့အောက်ကစီစီရေးရုံမှာတွားပြီးလက်မှတ်ထိုးရမယ်နော်။ကြားလား။ အကောက်ခွန်အရာရှိရာနှောင်းကိုကလေးတယောက်အားရှင်းပြတယ်လို့ချွတ်သားစွာပြောလေသည်ဟုတ်ကဲ့ကိုကိုပေးပို့လိုက်သောစာအုပ်များမှာထူထဲလေးလံသောဂျပန်အင်္ဂလိပ်အဘိဓာန်နှင့်ခန်းကြီးအဘိဓာန်စာအုပ်များဖြစ်သည်နှောင်းထူစာအုပ်များအလုံးမနိုင်မနေမယူလိုက်စရင်စာအုပ်ကစပွဲပေါ်လွတ်ကျလူဆဲဆဲဖြစ်သွားသည်ပေးကိုတည်ပေးမယ်ကတ္တတပြောလိုက်သောစကားသံနှင့်အတူနှောင်းလက်ထဲမှာစာအုပ်များကိုတစ်စုံတစ်ယောက်ကဖြတ်လက်ဆွဆွဲယူလိုက်သည် 哦နောင်ချီလိုက်တော့ထင်းသည့်အတိုင်းဆော့ဆော့အကောင်ကလေးဖြူဖြူရှိရှိပြုံးရွှင်သောမျက်နှာချူချူနှင့်ကောင်လေးကိုနှောင်းဇဝေဇဝါကြည့်လျက်လက်ခံရမလို့ငင်းပယ်ရမလို့ဖြစ်နေသည်ပေးလေကိုယ်လှည့်မကြသေးပါဘူးနှောင်းခင်ဇဝါလက်မှတ်ထိုးရမယ်ဆော်ရွက်ကိုကင်ခဲ့တိလားကြပြောဆူဆူသူ့လက်ထဲစာအုပ်တွေပါသွားတော့နှောင်းကမန်းကရန်ဆော်ရွက်ထက်ကိုဆွဲယူလျက်လိုက်လာခဲ့ရသည်ကြည်စမ်းတော့လာ ਈ လားနှောင်း၏နာမည်ကိုလည်းသူကသတိထားမိပြန်သေးသည် အနေရောင်မှုတက်အချင်းပေါင်းမီဖျော်သည်ပောင်လေနှင့်ဒုဆက်တွင်ပွာရောင်းလျက်ခြေချင်းဝေကြတော့တင်၍သွားသည်အဖြူခံပေါ်တွင်အနက်စင်းများပါသော walking shoe နှင့်နောက်ကျောတွင်စာရန်ရောင်စုံတိတိကလေးများရှုပ်ရှက်ခတ်နေသောတီရှပ်မှာသူနှင့်တော်တော်လိုက်ဖက်ပါသည်ဘဲရကောင်းလေးမှန်းလည်းမသိဘလို့အစားရဲကမှန်းလည်းမသိနှောင်းစိတ်လဲရှုပ်ရင်လဲရဲခြင်းစွာစားရိုက်ရှိရာတို့သူ့နောက်မှခက်သက်သက်လိုက်သွားလေသည်စားရပါရဲ့နော် စားလိုက်အဝင်လက်ကားတစ်များစီရောက်မှသူကလက်ကြည့်ရမေးသည်။နောက်ခေါင်းညင်ပြလိုက်သည်။သူကစရင်ကိုတစ်ချက်ခါလေးရရှေ့သို့ဆက်တက်သွားသည်။သူ့စပင်ပုံစံကတမျိုးရှေ့မှာခွဲချောင်းဖြင့်ဖိချထားသောစပင်နှင့်နောက်ကစပင်တညီလေးလိုဖြစ်နေသည်။ရှေ့ရစပင်များကရှေ့လျားစွာညာဘက်နှရက်စီသို့ပြန်ဖုံနေသည်။နောက်ကလေကုတ်စီမှာတော့ပါလျာစွာ ရိတ်ထားသည့်လေကုတ်အထက်ကြမှစပင်တစ်ဖြည်းဖြည်းထူထပ်သွားသည် อืมပုံစံနဲ့ဟန်ပန်ကတော့ခက်မိုက်မိုက်ပဲမိဘလောက်စားကိုထိုင်ဖြုံးနေတဲ့ကောင်းလေးများလားမသိအခန်းတသေးလေးတစ်ခုထဲမှာလက်မှတ်ထိုးပြီးပြန်ထွက်လာရတော့အချိန်မှာတော့ကောင်းကလေးကသူ့ကိုယ်သူမိတ်ဆက်လာသည်ကိုနမေကညီလွင်းနဲ့မှတ်ထားပါနော်နောင်ခင်စောဆိုတဲ့နမေကိုတော့ကိုဘရောမှမိတ်မှာမဟုတ်ဘူးတိတ်လာတာပဲနောင်ကျိတ်ပြန်ပြုံးနေလိုက်သည်တိတ်လာတာပဲဆိုတာလူကိုပြောတာလားနမေကိုပြောတာလားနောက်ခုစလုံးဖြစ်နိုင်ပါသည်လေကားတဲ့များကိုခတ်တွတ်ဆင်းလာ गाइस သူကနောက်မှ ကလျက်ပါလာသည်ဗမာနေတလဲရင်လာပြီယောက်ျားကလေးတွေဟာနည်းနည်းကလေးပေးပြီးညများပြန်လို့ချက်ကြရဲလို့မမေပြောရဲစကားသိမ့်မှန်တာပဲတို့ဟာတွေ့ရရကောင်းလေးတွေကိုလိပ်စာမပေးတော့ကိုကြီးသားရင်ကျေးဇူးတော်မှာအာမနာပဲခိုင်ခိုင်ခိုင်ပြောပြလိုက်ပေမဲ့ကောင်းလေးကဟက်ခနဲတစ်ချက်ရဲသည်စိတ်ဆိုးတော့ပုံလည်းမရပါကိုကတွေ့ရရကောင်းကလေးပေါ့လေဟုတ်လားအေးလေကိုကဘာကောင်းလဲဆိုတာကိုနှောင့်သိလာပါလိမ့်မယ် စကားပြောပေါ်မှာခရင်ရင်မို့သူမဖြက်ခနဲ့မော့ကြည့်လိုက်တော့သူမကိုဆူးဆိုက်ကြည့်နေတော့မျက်ဝန်းများဆူးရှာတောက်ပါလာသည်။နောက်ကလည်းအဲ့လိုဆူးဆူးရှာရှာတောက်ပလွန်သောမျက်လုံးအကြည့်များကိုဘယ်တော့မှရင်မခုန်ခဲ့။ဘယ်တော့မှလည်းမကြောက်ခဲ့။ဘလို့မှလည်းမနစ်တန်နိုင်ပါ။သိကြမလို့ပါဘူး။နောက်တွေ့မယ်လို့တွေမှမဟုတ်တာ။ပေးပါစာအုပ်တွေကိုနောက်တွေ့နိုင်ပါရဲ့။ သူကစာအုပ်များကိုနှောင်းအားမပေးသည့်အပြင် အပြုံးမပြက်ပင်ကောင်တာစီသို့ဆက်လျှောက်သွားလေသည်ထို့နောက်ငွေသွင်းရန်အလှည့်ချဖို့ဆောင်ရပြန်သည်ဒီခါတော့သူနှင့်ခက်ဝဲဝဲခုန်တန်းရှိနေရာလွတ်ချင်းချင်းကလေးမှာကုတ်ကက်တက်တက်ထိုင်နေလိုက်သည်သူကတော့ကောင်တာ၃ရှေ့နားရင်မမတ်ရက်လိုက်လမ်းနေနေလျှောက်လိုက်နှောင်းစီလှမ်းကြည့်လိုက်နဲ့ရှက်ရှက်ခံနေပြန်သည်နောင်ကဒီဘက်သို့လက်ထိုင်နေလိုက်ပြီးဝေသိန်းကောင်တာစီတို့သာအာယုံဆူဆိုင်ထားလိုက်လေသည် အချိန်များစွာကြာသားသည်။နောင်နည်းနည်းစားလာသဖြင့်လွဲထားသောတရေအိတ်ဝိုင်းလေးထဲမှချောကလက်နှစ်ထောင်ထုတ်ယူစားလိုက်ရလေသည်။အမတ်တမဲသူရှိရာလှမ်းကြည့်လိုက်တော့သူ့ပါဆယ်ဘူးဖောက်နေပြီကိုမြင်ရသည်။ခလန်းလန်းမှမြင်ရသမျှတော့စပော့ရှက်တွေဘောင်းမီတွေပဲ။နောင်လိုစားအုပ်ပုံပါမြင်ရပါ။စာအုပ်တအုပ်ရဲ့တံမိုးအမှန်ကိုသိနိုင်မိကောင်းလေးလည်းမဟုတ်ပါဘူးဟုအသက်လွတ်အထင်သေးမိပြန်သည် ငွေသိန်းကောင်တာမှနောက်ခင်စောဟုလှန့်ခေါ်ချိန်တွင်ကောင်လေးမျက်လုံးကဒီဘက်ရောက်လာပြန်သည်။နားကလည်းပါပဲပါနိုင်လို့နဲ့ဒီလောက်လူများပြီးစုံရံနေတဲ့အုပ်ဆောင်သူမဖြက်ခနဲထထွက်၍ငွေသွားသွင်းကရသူ့အနာတို့ရောက်လာပြန်သည်။ငွေ1200ကိုနှောင်းရည်တွက်နေစဉ်သူကနှောင်းအနီမှာကဲ့ရန်နေသည်။နှောင်းလဲမကြည့်ပါဝေသွေးမီထိုးစိမ်းစာရံများကိုနှောင်းဤကောင်တာနံပါတ်2တို့ပြန်ရောက်ရန်နောက်ထပ်နိုင်ဝက်ဆောင်ရေးစဉ်အတွင်းနှောင်းတနေရာမှာငိန်သက်စွာထိုင်လျက် အော့စ်ဖို့အိတ်ဆောင်အပိဓာန်တည်တည်ကလေးကိုငုံဖက်နေလိုက်သည်ကဲဒါဆိုရှင်ရောမဟုတ်ဘူးလားသောသောပါဆယ်ကိုထုတ်ယူခွင့်ရရန်ချိန်တွင်သူနှင့်ပတ်သက်ရပြန်သည်။နောင်၏စက်ကူပူးကြီးမှအကြီးကြီးဖြစ်သည်။နောင်လည်းနှစ်ဖက်နှင့်မနိုင်မနေမရသည်။စာအုပ်များကြောင့်လေးလံလိုက်သည်ကလည်းအလွန်ပါပဲ။ပေးပေးပေးကိုကူတဲပေးပါမယ်။ဒီတစ်ခါသူရောက်လာသည်ကိုတော့နှောင်းတကယ်ပဲကျေးဇူးတင်ပါသည်။သောသောဟွန်းဟွန်းရရရရနှောင်းနိုင်မှာပါ။ ပေးစမှာကွာကိုအလကားတည်တာမဟုတ်ပါဘူးကားပေါ်အရောက်ပေါ်တာချင်းငါးချက်ကြတယ်ခက်တီတီပြောလိုက်တော့စကားကြောင် သူမပြောင်းရဲလိုက်မိတော့မလို့ဖြစ်သွားသည်ဟမ်ရွတ်ကြီးပါပဲလားသူ့လက်ထဲသို့ပါဆယ်ဘူးကြီးရောက်သွားသည်တက်စီပါငါပေးရအောင်မယ်ဆိုရင်ပေါ်တာချင်း30ကြမယ်သူ့လက်ဖြံမှာဝတ်ထားသောအသေးပုံတိတိကလေးများထည့်၍ဆက်ထားသည့် hand chain ကလေးနှင့်ရွှေရောင်လက်ပတ်နာရီကိုတစ်ချက်ကြည့်လျက်သူမှပြုံးလိုက်လေသည်။ You can so ကျွန်တော်တို့မှကားပါလာတယ် ကောင်းလေးရမျက်နှာမော်လျက်ရေလေသည်ထို့နောက်နှောင်းကိုခက်ဆိုက်ဆိုင်ငုံကြည့်သည်ဒါဖြင့်ကားရဲ့အရောက်ကတော့ငါးချက်နှောင်းခေါင်းငိမ့်ပြလိုက်လေသည်သူကနှောင်းဤကပူးပေါ်မှနှောင်းဤလိပ်စာကိုခက်ကြကြကြည့်နေခဲ့တာရင်မိသည်ကိစ္စမရှိပါအင်လာလေလေတဏီကုံတင်းနှန်းပေါင်းဆောင်ဖြင့်အလုရှုံနေသောနှောင်းနှင့်မတွေ့ရပဲမမေနှင့်တွေ့ရမှသိကြသည်မမေ၏အင်တာဗျူးကိုကောင်းကလေးတွေဘရောမှမအောင်မြင်နိုင်ပါရုတ်ခင်စောဆိုတာနှောင်းခင်စောရဲ့အမလာရင် နှောင်းကားတကားကိုတော့ဖင်းရင်ခက်ခနဲရလိုက်မိသည်ဒီတခါတော့ဆုံနောက်ကြီးညံ့သွားပြီမဟုတ်ဘူးအကိုမားတဲ့အခါလဲမားပေမပေါ့သူကဆုံနောက်ဦးဆန်ရှားရဲ့လေတံဖြင့်ပြုတ်ဖြဲဖြဲပြောသည်နှောင်းဖွင့်တော့ကားရှိကန်းတဲ့သူသူက အထုပ်ကိုခက်ခက်ခက်ခဲတိတ်ချပြေးသည့်အခါနှောင်းက thank you ဟုကျေးဇူးတင်လိုက်မိသည် သူကနှောင်း၏ dashboard ပေါ်မှကက်ဆက်ကလေးနှင့်နှကြပူးလေးကိုခက်ဆိုင်ဆိုင်ကြည့်ပြီးမှခေါင်းတစ်ချက်ဆက်ကနောက်ဆုပ်လိုက်သည် ။နောက်ပြီးကားတကားပြန်ပိတ်မပေးမီလက်ဖြန့်လျက်ငါးချက်ဟုခက်တီတီတောင်းလေသည်။နောက်တအံ့တအော်ဖြစ်သွားတော့လေ။အိတ်ကလေးထဲမှငါးချက်တန်တရွတ်ထုတ်ရဲကမ်းပေးလိုက်သည်။သူကပက်ဆန်ကိုဖြက်ခနဲ့ဆွဲယူလိုက်ကသူ့နှခမ်းနဲ့ထိကက်ကအတန်မြေအောင်နန်းဆုပ်ပြတော့နှောင်းမျက်နှာငွေကနေဖြစ်သွားသည်သို့တော့နှောင်းမရှက်မလီဟန်နဲ့မျက်နှာထားဖြင့်သူ့ကိုခက်ဆဆိုင်ကြည့်နေလိုက်သည်သူကကားရကားကိုခက်ကြမ်းကြမ်းပိတ်ပေးလိုက်တော့လေမျက်လုံးများကသူမစီကြည့်နေစေတော်တော်ကဲမဲ့ကောင်းလေး သို့တော့ကားတော့ဖွင့်၍စနိုးလိုက်ချိန်မှာပင်နှောင်းဤအယုံထဲမှထိုကောင်းကလေးထွက်သွားပြီးဖြစ်သည်မျိုးစီရဆလာတဲ့တမီးတမီးစွဲပေါ်မှာဟုတ်ကဲ့မမေမမေကိုပါဆယ်ရုပ်ပေးထားခဲ့ပြီးနောက်အခန်းထဲသို့အပြေးကားဝင်လာခဲ့သည်နှောင်းဤစွဲပေါ်မှာစာအုပ်များဖြင့်ရှုပ်ပွားနေသည် Japanese for today စာအုပ်ထူပေါ်မှာကိုကိုစာအုပ်တင်ထားသည် တဲ့မန်တကားကိုတုံးဖိတ်လိုက်ပြီးနောက်အပြင်ဘက်မှာဖွဲ့ဖွဲ့ကလေးကျနေသောမိုးဆက်ကလေးများကိုလက်ဖြင့်ချစ်စနုခံယူလိုက်သည်။တောင်းပြီးမိုးရည်လေးကိုဘလုံးသဘောကျပါသည်။မိုးဖွဲ့ဖွဲ့ထဲမှာမျက်နှာကိုကောင်းကင်သို့မော့၍အေးအေးဆေးဆေးလမ်းလျှောက်ချင်လာသည်။ကိုကိုရှိတုန်းကတော့မိုးရည်လေးစမ်းချောင်းတစ်ဝိုက်စပိန်တစ်စီးဖြင့်မောင်နှမနှစ်ယောက်တယောက်တလှည့်အစီနှင်းကမိုးရည်ဆိုခံခဲ့ကြပူသည်။အမြဲချစ်ခင်ရင်းနှီးသောကိုကိုတယောက်နိုင်ငံသားထပ်သားရှင်ကလင်းရင်ခွင့်မှာ နောင်ရှိုက်မငုံမိအောင်မင်းထိန်းချုပ်ထားခဲ့ရသည်နောင်မငုံရအောင်နော်နှစ်နှစ်ကြာရင်နောင်လိုက်ခဲ့လို့ရပြီဒီကြားထဲမှာနေအင်္ဂလိပ်စာကိုအပိုင်လုပ်ထားရမယ်ကြားလားကိုကိုဟာမိသားစုအပေါ်တောင်းရင်ချိန်ပါသည်မြန်မာနိုင်ငံမှာရှိခြင်းကလည်းကိုကိုဝင်ဝေကမိသားစုစိတ်ထဲမှာတဝက်ပါဝင်နေဂျပန်နိုင်ငံသို့ရောက်ပြီးတနည်းမကြသေးမီနောင်တို့အတွက်ကားတစ်စီးပို့ပေးပြီးပြီ ဟိုတခါကိုကိုနဲ့တယ်လီဖုန်းပြောရင်းကိုကိုတနေ့ကိုဘဏနာကြီးအိတ်တလဲမိကြည့်တော့ကိုကိုကတတော်နေမဖြစ်ပဲရနေသေးသည်ပြီးမှပြီးဂျမားနဲ့နောင်ရဟု ဖြေလေသည်နောင်ဖဖေးနဲ့မမေနေကောင်းနေမဟုတ်လားပါဆယ်တော့ရေးပြီးပြီလားရပြီးပြီဆိုရင်ငါ့စီအကြောင်းပြန်哦နေအတွက်ပေးလိုက်တဲ့စာအုပ်တွေနေသဘောကျရဲ့လားကီမိုနိုတွေတော့နင်းကြိုက်မှာမဟုတ်ပါဘူးမမေပဲပေးလိုက်ပေါ့အယောင်နဲ့အစင်တွေထပ်သွားပြီလားငါလည်းမမှတ်မိတော့ပါဘူးဟာနင့်အတန်းတွေမမှန်တက်ရဲ့လား အင်္ဂလိပ်စာနဲ့ဂျပန်စာရောတော်တော်တိုးတက်နေပြီလားကိုကိုကိုမညာနဲ့နော်နောင်နင်ကကိုကိုကိုအရန်တနာတက်တယ်အချိန်ဆိုတာရာတုံးဆိုထားရတယ်မြန်မာနိုင်ငံမှာအချိန်တွေပေါ်ပါတယ်နင်လကားဖြုံးတိမပြည့်နဲ့နော်ဒီရောက်ရင်အဲ့ဒီအချိန်တွေကိုနင်ပြတ်ပြတ်နှမျောလိုက်မယ်ငါဒီမှာစားချက်ချိန်တိတ်မရှိဘူးဟာအလောက်ကနှမျိုးဖြစ်နေဒီကြားရဲ့တိုးတက်ခြင်းစိတ်ရှိလို့ဒါကြောင့်တက်နေရတဲ့အချိန်ဘလို့မှမမြင်အောင်ဒါနဲ့ခန်းကြီး fashionery ကိုနင်ကြည့်တတ်တယ်နော် ရေးချက်တွေနဲ့ခွဲယုံနေမကဘူးပတ်တန်တွေပါထပ်ခွဲထားတယ်ပတ်တန်လေးမျိုးခွဲပေးထားတယ်ဥပမာဘယ်ဘက်ကနေညာဘက်ကိုတွဲတဲ့ပုံစံမျိုးအပေါ်ကနေအောက်ကိုတွဲတဲ့ပုံစံနင်ဖယင်းနဲ့နားလည်သွားမှာပါနားမလည်ရင်လည်းနင်တို့ဆီအမအောင်မေးပေါ့ငါမှရှင်းပြနေချင်မရှိဘူးနော်ဖြတ်တောင်းတောင်းကိုကိုစာကိုနှောင်းနှာခေါင်းမရှုံမိပါကိုမရသည်မအချိန်ကိုစာချက်ပြီးစာချက်တဲ့အချိန်တည်းကနေအချိန်လို့ရနှောင်းထန်စာရေးရခြင်းဖြစ်ကြောင်းနှောင်းသိပါသည် ဤစာကိုရင်းနေခြင်းသည်ဒေတာဆန်တော်ခြင်းညဆရဏိုင်ခွဲထပ်ပြောမှဆုံးမှာမဟုတ်။နောက်တည်သည်။ငါတင်းကိုဖွင့်ပြောစရာတခုရှိနေတယ်။ဒီလိုမှသဘောချနိုင်မှာမဟုတ်ဘူးဆိုတာလည်းငါသိတယ်။ဒါပေမဲ့တစ်ချိန်ချင်းအချစ်ဆိုတာကိုနင်းနားလည်လာတဲ့အခါငါ့ကိုလည်းနင်းနားလည်လာနိုင်ပါလိမ့်မယ်။ဖခင်ကြီးဘာရများပါလိမ့်။ကာဒီမှာမင်းကြီးတယောက်နဲ့လက်ထပ်ဖို့စီစဉ်ထားရင်သူကမြန်မာတော့မဟုတ်ဘူးမြန်မာနဲ့အင်္ဂလိပ်ကဗျာဖះဖះနောက်မျက်စိတွေပြဝေသွားသည် ါပေမဲ့ဗုဒ္ဓဘာသာကိုးကွယ်တယ်။ငါနဲ့တရုံးတဲ့စပွဲချင်းကက်လျက်ပဲသဘောကောင်းတယ်။ပွင့်လင်းတယ်။အတက်ကနေနေရွယ်လိုပဲ။ငါတို့ကချစ်သူတွေဖြစ်ပေမဲ့ချစ်သူတွေလိုမနေရပါဘူး။ရုံးမှာမနက်9:00နာရီကနေ7:00နာရီအထိပဲအတူတွေ့ရတယ်။တွေ့ရတယ်ဆိုတာလဲသူရှိမန်ကိုတိကိုရှိမန်သူတိနေအောင်ပါပဲ။အလုံးနဲ့လက်မမမပြည့်ရတာ။นี่เลยซ่าซ่าเฉยมาတော့เมเนจင်းဆိုင်ซ่าควินရတယ်ဒါပဲပြီးရဲ့အခါသူကလည်းသူ့ចောင်းသူသွားငါလည်းငါចောင်းငါသွားပဲညနေမှာသူလည်းနောက်တစ်နေရမှာအလုံးလုံးပြီ ငါလည်းနောက်တနေရမှာလုံးလုံးရတယ်လေသူနေတဲ့နေရာနဲ့ငါနေတဲ့နေရာကလည်းအဝေးဒါပေမဲ့တို့နှစ်ယောက်ရေရွယ်ချင်းချင်းတူကြရဲဘဝမြင်ချင်းတူကြရဲဒါပေမဲ့လူမျိုးချင်းမှမတူတာကိုပိုရဲ့နောက်မသိနိုင်မိမှာပဲမျက်ရည်ဝတ်လည်ကဝန်းနေလာသည်နေလာမှငါလည်းထက်မယ်ဒီတစ်နေ့အတွင်းနေရောက်နိုင်အောင်ငါစူးစမ်းမယ်ပတ်စပို့လျှောက်တဲ့အစားချင်းလန်ကိုမိတူဦးဝင်ငါစီပို့ပေးပါ နေကိုကြောက်ရတဲ့အခါ passport ချန်နယ်မိတူကိုအဆောင်လက်မှတ်တွေနဲ့ရောပြီးတင်ရတယ်။ဖေဖေနဲ့မမေစီတက်တက်စာမင်းနိုင်တော့ဒီစာကိုပြလိုက်ပါနော်။ဂျပန်မှာနေနေသားကြသွားပြီးတဲ့အခါငါနဲ့သူနဲ့ယူရိုကိုသွားဖို့အစီအစဉ်ရှိတယ်။ငါတို့ဟိုမှာနေသားကြရင်နေကိုမှလှမ်းခေါ်လိုက်မယ်။ယူရိုကိုနဲ့သဘောကျတယ်မဟုတ်လား။နောက်မျက်စိကိုမိတ်ပြစ်လိုက်တော့အခါစိတ်အိုင်နေတော့မျက်ရည်များဖြင့်မျက်တောင်ဖျားရင်းဆူဆူကုန်သည်။ကိုကိုကြီးအာယုံထဲမှာနောက်ခင်ဆိုအမြင်ရှိနေသည့်အတွက်နောက်ကျေးဇူးတင်တာပါသည် ို့တော့ရခုကိုကိုအစီအစဉ်ဟာနှောင်းလို့မော်လမကိုဖိဖိနဲ့မမေအချာကြီးလွတ်လွတ်ဆုံးရှုံးရမယ်အစီအစဉ်ပဲမမေကိုပြပြနေတော့မမေကထုံးစံအတိုင်းဝင်းနေပြုံးကလေးဖြင့်တမီးကိုနှစ်သိမ့်စီရင်သဘောထားကြီးပြလိုက်ပါဦးမီးတခုကိုလိုချင်အချာတခုကိုတော့ဆုံးလိုက်ရမှာပေါ့တမီးရဲ့မမေတိတ်လို့မှမကြည့်ပါဘူးဒါပေမဲ့ကိုကိုရဲ့တွတ်တက်မှုကိုကိုတာသမီးတွေရဲ့တတ်မှုမြင်မှမှုအတွက်တပွားလုံးစာမိမိဆွလွရရင်တော့မိမိဆွလွမှုတံပိုးကထိုက်တန်ပါရဲ့လား အေရှာကိုမမေကိုဖတ်ပြပြီးတဲ့အခါမမေဘာပြောမလဲဆိုတာနောက်သိချင်ပါပါလိမ့်နောက်ပတ်ဒီမှာလည်းအခန်းတစ်တီကိုဆက်လက်ဖတ်ပြပေးသွားမှာမို့လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင် ုံညာပြိတ္တမြတ်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးတစ်နေ့တိုင်ဆိုင်နိုင်ပါစေရှင်